ားလုံးပဲမင်္ဂလာပါ UK Machine Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအောင်လို့မင်္ဂလာပါဆိုတော့ကျွန်တော်တို့အခုဒါဥရောပ Champion League ပွဲစဉ်ပေါ့လေ Champion League ပွဲစဉ်ကအခုလက်ရှိမှာပွဲစဉ်ကပြီးသွားပြီပေါ့လေဒါ Champion League ပွဲစဉ်ကမှာ ပေးသက်တည်းခြေနဲ့ဆရာ Twin Go တွေအများကြီးထပ်ပြီးတွင်းတယ်ပထမနေ့ထပ်ကိုပို့ပြီးတော့ဒုတိယနေ့မှာအပြန်လန် Twin Go တွေအများကြီး ော့ leaf face ကိုစပြီးတီထောင်ကလေးကနေဥရောပဘောလုံးဖွဲ့ချုပ်လိုချင်နေတဲ့ပုံစံမျိုးဥရောပဘောလုံးဖွဲ့ချုပ်ကအစိုးရရဲ့ရှင်ပီစာချန်ပီယံလိဂ်ကိုဒီတက်ပိုစိတ်ဝင်စားတဲ့ပုံစံမျိုးလိုချင်နေပွဲတိုင်းမှာ twin goal တွေပူများမယ်ပွဲတိုင်းကအချိန်နဲ့ရှိရမယ်နောက်တစ်ခုကအစစ်တစ်ကနေရှေ့တွင်ဝင်ရမယ်ဆိုတဲ့အချက်ကြောင့်အသင်းတိုင်းကပွဲတိုင်းကိုအာရုံအပြည့်နဲ့ twin goal အများကြီး twin ပြီးတော့ကစားကြတယ်ဆိုတော့ပြိုင်ပွဲကပိုစိတ်ဝင်စားစရာပိုကောင်းလာတဲ့အချိန်မှာအခုလက်ရှိမှာ ်အင်္ဂလိပ်ကလပ်တီပေါ်ဒီဒီတစ်ခေါက်မှာအင်္ဂလိပ်ကလပ်တီထဲမှာမထင်မှတ်ပဲနဲ့မန်ချက်စတာစီးတီးအိမ်ဝင်မှာရှုံးနေ။နောက်လီဗာပူးအိမ်ဝင်မှာရှုံးနေ။ထော်တန်ဟော့စပါဝေးကွမှာရှုံးနေ။ညူကာဆယ်ရှုံးပြီးတော့ချယ်ဆီနဲ့အာစနယ်အထူးသဖြင့်ပွဲကြီးတွေကိုအနိုင်ခံလိုက်တာပေါ့လေဒီအသင်းက။အဲ့ဒီအသင်းကဒီတစ်ပတ်ပရီးမီးယားလီးဂ်မှာထိတ်တိုက်တွေ့မယ်။ချယ်ဆီက FC ဘာစလိုနာကိုအိမ်ဝင်မှာ၃ဂိုးပြတ်နိုင်ပြီးတော့အာစနယ်အသင်းက ဘိုင်မြူနစ်အသင်းကို3-0တခုနဲ့နိုင်နိုင်တယ်ဆိုတော့ခုလောလောဆယ်ပထမနေ့နဲ့ဒုတိယနေ့အပြီးမှာမီကာတီတာရဲ့အာစနယ်ကတသိန်းတည်းသောယာနှုံးပြေနိုင်ပွဲရတဲ့အသင်းပဲဆိုတော့မနေ့ကလည်းအာစနယ်ကဒီချန်ပီယံလိပြိုင်ပွဲမှာအဆင့်3နဲ့ပန်းဝင်ခဲ့လို့ဒီနေ့ပြိုင်ပွဲရဲ့ဆိုဖာမှာတော့သူတို့က15မှတ်အပြည့်ရထားတယ်၅ပွဲကစား၅ပွဲနိုင်15မှတ်အပြည့်ရပြီးတော့ twin go က14ခုနဲ့ pi go တကိုးပဲ search canary ပေးလိုက်တဲ့အလုံးကို lanika twin လိုက်တာက double wire တလုံးနဲ့တော့ go ပေးလိုက်ရတာဖြစ်တယ်ဆိုတော့ဒီနေရာမှာ paris saint germain က tottenham ကို go ပြတ်နိုင်တယ် bayern munich show နဲ့ inter milan show နဲ့ real madrid အဝေးကွင်းမှာအချိန်နဲ့ကြားပြီးနိုင်ပွဲရတဲ့အချိန်မှာ၄ပွဲနိုင်တဲ့အသင်းက၄အသင်းပေါ့လေ psg ရဲ့ bayern ရဲ့ inter ရဲ့ real madrid ရဲ့၄အသင်း အဲ့မှာ Borussia Dortmund ရဲ့ Chelsea ရဲ့ Sporting ရဲ့ Manchester City နဲ့ Atlanta က၃ပွဲနိုင်၃ပွဲသေး၃ပွဲရှုံးဆို Champions League ပထမနေ့ဒုတိယနေ့ပေါ့လေအပီးမှာကျွန်တော်တို့လက်ရှိနေထားရ performance ကောင်းကောင်းပြလိုက်တာ Chelsea လိုတော်တော်လေးကောင်းတယ် Barcelona အသင်းပေါ့လေ Barcelona အရုံးနဲ့အဝူတယောက်မထုတ်ခံရလဲ Chelsea ကပိုကောင်းတဲ့အသင်းဖြစ်ခဲ့တယ်ကစားကွက်ပိုကောင်းတယ် ဘတ်တာချန်စီခွေးလုတ်တယ်ဘာဆိုနာရဲ့ယမအပါဝင် quality ကစားမောက်တွေကိုတောက်လျှောက်ထိန်းထားတယ်ချက်စီကဒီပြိုင်ပွဲမှာရေပန်းစားမှုပိုင်းမှာအောက်မှာရှိနေသေးတိုင်အောင်သူတို့ဟာဒီပြိုင်ပွဲမှာနှစ်ကြိမ်ချန်ပီယံဖြစ်ဖို့လို့သူတို့ဘလူးချန်ပီယံဖြစ်ရမယ်ကောင်းကောင်းသိတယ်အထူးသဖြင့်ကက်ကွန်ပတီရှင်ဒီမှာချယ်ဆီကတော်တော်လေးအားရစရာကောင်းတဲ့အသင်းဖြစ်တယ်။ဆိုတော့အဲ့မှာပထမနေ့က န်စီးရီး surprise ဖြစ်ပြီးတော့အိမ်ကွဲမှာလီဗာပူးဆင်ကိုရှုံးတယ်ဒါကတော့ကွာဒီယိုလာအပြောင်းလဲနဲ့လည်းဆိုင်တယ်ဘလိုလာတဲ့အပြောင်းလဲတွေအများကြီးလှုပ်လိုက်တာရဲ့သူတို့ကိုယ်တိုင်လုံလောက်တဲ့ chance ကိုအသုံးမချနိုင်တဲ့အတွက်ကြောင့် Manchester City ရှုံးပွဲတွေ့သွားတယ်လီဗာပူးကလုံးဝကို broken team လို့တော့ပြောလို့ရတယ်တကယ်ကိုစိတ်ပြက်စရာအခြေအနေတောက်လျှောက်ဖြစ်နေတယ်အခုအသင်းကပွဲတိုင်းမှာနိုင်ပွဲရမယ်ဆိုတဲ့ခံစားချက်မျိုးလီဗာပူးအသင်းမှာပျောက်ဆုံးနေတယ် PSV Eindhoven ဆိုတာဒီပြိုင်ပွဲမှာအရင်တောက်တင်တဲ့အသင်းမဟုတ်ဘူး သူတို့ကိုယ်တိုင်တောက်လျှောက်ရုံးကန်တဲ့အသိကိုအိမ်ကွေးမှာထပ်ပြီးတော့သူတို့ရှုံးသွားတယ်ရှုံးတာမှဂိုးပြက်ဒီမှာကအခုအရှိရှိရမှာ Manchester City ကို 3C Forest ကို 3C PSV Eindhoven ကို4-1နဲ့ရှုံးပြီးတော့၃ဂိုးပြက်၃ပွဲဆက်တိုက်ရှုံးတယ်အခုဆိုရင် Army Slow ကို Emergency Meeting တွေပိုင်းနဲ့ဒီမှာကစပြီးတော့ပြန်ပြီးပြင်ဆင်ဖို့လုပ်နေတဲ့အချိန်မှာတစ်ဖက်က Tottenham Hotspur က European Champion ချင်းချင်းတွေ့တဲ့ပွဲမှာလက်ရှိ Europa Champion Paris Saint-Germain ကို5-3နဲ့ရှုံးသွားတယ်။ဒီပွဲက Spurs ရဲ့ performance မဆိုးဘူးလို့ပြောလို့ရတဲ့ performance ဖြစ်တယ်။ဒါပေမဲ့ defensive error တွေမလိုလားတဲ့ individual အမားတွေက Tottenham တို့ကကန်ဆိုးသွားခဲ့တာဖြစ်တယ်။ဒါပေမဲ့ဒီမှာ Vitinha hat-trick တွင်တဲ့လုံးဝနောက်တစ်ယောက်က one man team အောင်ပြောလို့ရမယ် Real Madrid ရဲ့ Mbappe ပဲ။ Mbappe ကလက်ရှိ DR team မှာ22ဂိုးသွင်းထားတယ်။ဒါပေမဲ့ဆိုမှာ ချန်ပီယံလိမှာတယောက်တည်းကိုကိုတွင်ထားတယ်လက်ရှိနေသားရခီလီယန်အမ်ဘပေကအခုအိုလံပီယာကုန်းနဲ့ပွဲမှာရယ်မက်ဒရစ်အတွက်တယောက်တည်းထပ်ပြီးလေးဂိုးဆက်တိုက်သွင်းတယ်ဆိုအမ်ဘပေကခိုင်ဝဲနဲ့ကစားခဲ့တဲ့ပွဲတုန်းကလည်းသူတို့သူဟတ်ထရီရပြီးတော့အခုဒီယာဒီချန်ပီယံလိနှစ်ကြိမ်မှာဟတ်ထရီကျွန်တော်ထင်တော့ရယ်မက်ဒရစ်ရဲ့စူပါစတာကခရစ်စတီယာနိုရိုနယ်ဒိုတင်ထားတဲ့16ဂိုးဆန်ချီချိုးလောက်တယ်အခု၈ဂိုးသူကျန်နေဗျအခုအုပ်စုကအခုမှ9ပဲရှိတော့နောက်ထပ်3ပွဲကျန်တယ်ရှုံးထွက်က16တင်းက2ပွဲထား9ပွဲကျန် quarter တက်လဲနှစ်ပွဲ အနည်းဆုံးခုနှစ်ပွဲရှိတယ်ဘယ်မတွေ့ကိုကျွန်တော် quarter မှာပဲထားရင်တော့အနည်းဆုံးခုနှစ်အဲ့ခုနှစ်ပွဲမှာတပွဲတကူသွင်းရင်တော့သူ16ဂိုးဖြစ်နေပြီဆိုတော့ Cristiano Ronaldo ချန်ချင်ကိုခီလန်အမ်ပါပေကမျက်စောင်းထိုးနိုင်မဲ့အခြေအနေမျိုးဖြစ်လာပြီဆိုတော့ဒီနေရာမှာ Arsenal အသင်းကအင်ကွင်းမှာရန်ကောက်ပါလေဆိုတဲ့ Bayern ကိုအင်ကွင်းမှာအနိုင်ယူလိုက်တယ်။ Bayern ကပြိုင်ပွဲဆုံး16ပွဲမှာ16ပွဲအထိနိုင်ထားတယ် ါပေမဲ့ဒီနေ့ပွဲမှာဘိုင်မြူနစ်ကိုဒုတိယပိုင်းအာဆင်ရဲ့ big performance ကလုံးဝဘိုင်ယန်ကိုထိုတက်ဒိုမိနိတ်လုပ်ပြီးတော့နိုင်ပွဲရတယ် ကလင်းရှိပြတ်သွားပေမဲ့ဆပ်ပီးစ်လေးပါတာကအာဆင်အတွက်တော့ပို့နေတဲ့ဟင်းကိုစားလေးထထည့်လိုက်တဲ့ပုံစံပဲ။ဘာကြောင့်လဲဆိုတော့အဲ့ဆပ်ပီးစ်ကအာဆင်အတွက် one of the main threat ပဲ။ဒါကဆပ်ပီးဆပ်ပီးစ်ကအားပြောပေမဲ့တကယ်တမ်း open play ကအခုနောက်ပိုင်းဇက်တိုက်ကိုသွင်းတယ်။ Tottenham Hotspur နဲ့ Bayern နှစ်သိန်းပေါင်းကိုအာဆင်ကနှစ်ပွဲကို9ဂိုးသွင်းပစ်လိုက်တယ်။ဒါကိုကြီးကြီးအပြည့်သူတို့အသင်းရဲ့ attacking ပိုင်းရယ်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ပေးလိုက်ရတဲ့နှစ်ကိုးကခန်းစစ် concentrate ပိုင်းအားနည်းသွားတာလို့ပြောလို့ရပါမယ်။အာဆင်ကဘိုင်ယန်ကိုနိုနီမာဒူဂီယာသူ့ရဲ့ပထမဆုံးဂိုးနောက်ဂျူလီယန်တင်ပါရဲ့တောင်းကံပိုးနဲ့နောက်ဆုံးကတော့ Gabriel Martinelli က၄ဂိုးမြောက် Champions League ဂိုးနဲ့နိုင်သွားတယ်။ဆိုတော့ဒီနေရာမှာကျွန်တော်တခြားအသေးပေါ့လေ Atletico Madrid ဆိုရင်ရှုံးပွဲမရှိထားတဲ့ Inter Milan ကိုသူတို့ခေါင်းတိုက်နောက်ကျကို Jose Jimenez ဂိုးနဲ့နိုင်လိုက်တဲ့အချိန်မှာ Dortmund လည်း Villarreal ကိုဂိုးပြတ်နိုင်တဲ့ Spain La Liga ကလပ်တွေထဲမှာအခု ရီယယ်မက်ဒရစ်နဲ့တီကိုကဒီကနေ့နိုင်ပြီးတော့ဟိုတနေ့ကဘီဘာကိုရှုံးတယ်ဗလာရီယယ်ရှုံးတယ်ဘာဆိုနာရှုံးတယ်သုံးသင်းရှုံးတယ်ဒါပေမဲ့စပိန်ကလပ်ဒီဒီဒုတိယနေ့မှာပြန်နိုင်တယ်ဒါပေမဲ့အခုလက်ရှိနေထိုင်ရကျွန်တော်ကြည့်တဲ့အခါမှာအာစနယ်ကဆိုလစ်အဖြစ်ဆုံးနဲ့အကျစ်ဆုံးလို့တော့ပြောလို့ရတဲ့အနေထားပေါ့လေ၅ပွဲကစား၅ပွဲနိုင်တွင်ကို၁၄ကိုပေးကိုတကိုးပဲရှိတယ်၁၅မှတ်ရတဲ့အချိန်မှာ ပြည့်ရှိပိုင်းရဲ့ inter ray မတွေ့အားလုံးပေါ့လေဆိုတော့ခုလုံးစင်မှာချန်ပီယံလိပြိုင်ပွဲရဲ့ပွဲစဉ်ကအပီမှာရေပန်းစားတာကအာစနယ်ပေါ့လေအာစနယ်ကို3 2 1ဆိုပြီးတော့၃စားနဲ့ရေပန်းစားဆုံးထိဆုံးမှာပေးထားပြီးတော့ Bayern Munich က5 2 1ဒါဒုတိယနေရာမှာထပ်ပြီးပေးထားတယ် Paris Saint-Germain က6 2 1 Real Madrid က8 2 1ဘာစလိုနာက9 2 1နဲ့မန်ချက်စတာစီးတီးက10 2 1လီဗာပူးက12 2 1ဖြစ်သွားပြီးတော့ Chelsea ကို 14 to 1ပေးထားတယ်။ Chelsea ကို14 to 1ဆိုတော့ Chelsea ကအခုလက်ရှိမှာ Arsenal, Bayern, PSG, Real, Barcelona, Man City, Liverpool တို့နောက်မှာပိုဆွဲဖို့ရပန်းစားဆုံး၈မှာပဲပေးထားတယ်။ Kylian Mbappe ကတော့တွင်ကို6ဂိုးသွင်းလိုက်တဲ့ကြောင့်သူ့ကိုလိုက်ပို့ခတ်သွားပြီ။လိုက်ပို့ခတ်သွားပြီ။ဆိုတော့ကျွန်တော်တို့ခုဥရောပချန်ပီယံလိပေါ့လေ။ Arsenal ဆိုရင်အခုဆိုရင်လက်ရှိမှာချန်ပီယံလိပြိုင်ပွဲ9ပွဲနိုင်တဲ့အတွက်ကြောင့်သူတို့10.5 million ငါးပွဲနိုင်တဲ့အတွက်ကြောင့်အပူစုချင်းဝင်ယူရို10.5မီလီယံရတဲ့အပြင်ကိုဝင်ခွင့်ရတာနဲ့ဘာနဲ့အခုဆိုရအစအနည်းဆုံးတန်း၄၀လောက်ရတယ်ဒီပြိုင်ပွဲကနေနောက်တစ်ခုကအခုပွဲစဉ်6မှာအာဆယ်ကကလပ်ဘူးကိုအဝေးကွင်းသွားကြမယ်ဆိုတော့ဒါကလည်းသူတို့အတွက်နောက်ထပ်ရလက်ကောင်းတဲ့ပွဲဆိုတော့ကျွန်တော်ပွဲစဉ်6မှာ ကြီးကောင်းတဲ့ပွဲထဲမှာ Chelsea အဝေးကွင်းမှာ Atlanta နဲ့ကန်ရမယ်။နောက် Liverpool ကအခု pressure တွေကြားကနေပဲ Inter Milan ကို San Siro မှာသွားကန်ရမယ်ပွဲရှိတယ်။ပြီးတော့မှ Paris Saint-Germain က Athletic Club ကိုအဝေးကွင်း Newcastle က Liverpoolsin အဝေးကွင်းကံပဲ Manchester City နဲ့ Real Madrid ဆိုတော့ City လည်းနည်းနည်းတော့ pressure ဆယ်မှတ် Real Madrid လည်းဆယ်မှတ်ဆိုတော့ရှေ့တစ်ပတ်ကတော့ဒါဘာဖြစ်ဖြစ် Real Madrid နဲ့ Man City ရဲ့တကယ် Heavy Clash နှစ်သင်းရဲ့ထိတ်တိုက်ပွဲအပါအဝင် ဒါပွဲကြီးပွဲကောင်းနေရှိတယ်ဆိုတော့ချန်ပီယံလိမှာအာထက်တိုင်းအသင်းကရေပန်းအစားဆုံးဖြစ်တယ်ဆိုတော့နောက်တစ်ခုသိထားရမှာကချန်ပီယံလိမှာအဆင့်1နဲ့2ရတဲ့အသင်းဟာ all the way final ကြမှာတွေ့မှာဖြစ်တယ်မနေ့ကချန်ပီယံလိပြိုင်ပွဲရဲ့ semi final ရောက်တဲ့၄သင်းကိုကြည့်ရင်1နဲ့3 4ထဲကအသင်းနေကြီးပဲလီဗာပူးတစ်သင်းနဲ့ PSG ကိုရှုံးသွားတော့တကယ်တော့အဲ့မှာလီဗာပူးကလည်း position 1 4 position position 1အဲ့1ကိုနိုင်လိုက်တဲ့အသင်းက1လို့ပုံစံမျိုးဖြစ်သွားပြီးတော့ IPSG ရဲ့ ဆင့်နှစ်ကဘာဆိုနာရဲ့အဆင့်သုံးကအာဆင်နဲ့အဆင့်လေးကအင်တာမီလန်တို့အသီးသီးတက်ခဲ့ဆိုတော့ဒီအသီးမှလည်းထပ်ပြီးတော့ကြည့်ရမှာဖြစ်တယ်ဒါကတော့ဥရောပချန်ပီယံလိဒါပေမဲ့ရီမက်ဒရစ်ကအခုလောလောဆယ်မှာအသင်းလိုက်ဆွမ်းဆောင်ရေးအားမဲတီတိုင်အောင်သူတို့ကချန်ပီယံလိပြိုင်ပွဲဟာသူတို့ရဲ့ competition လို့ဖြစ်တဲ့အတွက်ကြောင့်အမြဲတမ်းစောင့်ကြည့်ရမယ့်အသင်းနောက်ရီမက်ဒရစ်အသင်းဘလို့တုံ့ပြန်မလဲအခုလောလောဆယ်နေထိုင်ရစပိန်လာလီဂါကလပ်တွေတော်တော်လေးအရေးနေနေတယ်မက်ဒရစ်ကလွေးရင်ဘာဆိုနာလည်းလုံးဝ weekend ဘိုင်မြူနစ်ကတော့ strong ဖြစ်နေဦးမှာဖြစ်တယ်။ဒီဘက်ကဒေါ်မန်လေး Champions League မှာမဆိုးလို့ပြောရပြီးတော့ PSG ကျွန်တော်ထင်တော့ PSG ရဲ့ Bayern ရဲ့ Arsenal ရဲ့ Man City တို့ Liverpool တို့ကတော့ထည့်ရမယ်။ဒါပေမဲ့လက်ရှိဒီချေရတဲ့ Liverpool မရနိုင်ဘူး။ Real Madrid ထည့်ရမယ်။အဲဒါဆိုကျွန်တော်ထင်တော့၄-၅အသင်း maybe Chelsea ထည့်လို့ရပါတော့ Chelsea ကဒီပြိုင်ပွဲမှာလုတ်တက်ခိုင်တက်တဲ့အသင်း။ဒါကတော့ Champions League ပြိုင်ပွဲလက်ရှိအနေထားနဲ့နောက်ဆုံးပွဲစဉ်၅အပီးရဲ့ဘိုးဆွဲမှုရေပဲစားမှုအတိုင်းတာပါအားလုံးကျေးဇူးတင်ပါတယ်။